ပထမပိုင်းမှာဒီလုံကြီးအရှိပေါ့နော်အရှိကိုတိုင်းပြီးပြီအရှိက36.5ဆိုတော့ဟိုအောက်ခြေကနေဒီအပေါ်ထိအောင်အဲ36.5ကိုတိုင်းပြီးပြီဆိုတော့အဲ့အပေါ်ပိုင်းကိုဖြတ်ပြီးတဲ့အခါမှာဂွင်းအကျယ်ကိုဘလို့တိုင်းလဲဆိုတော့အဲဝင်းကျေကပြမယ်ဝင်းကျေက အကျေကလုံဒီတဝင်းအကျေအတွက်ကိုဒီကိုတိုင်းကအဲခါက36လက်မှတ်ရှိတယ်။တင်က43လက်မှတ်ရှိတယ်။အရှိက36တက်သမ5ရှိတယ်။ဒီအရှိကရပြီးပြီဆိုတော့အရှိကိုတိုင်းပြီးပြီဆိုတော့ဒီဘယ်ဘုံကစမယ်ဆိုတော့ဒီအဲဘယ်ဘက်ကနေစမယ်ဒီဘက်ဖြတ်ပြီးတဲ့ဟိုအမိတ်ကိုဟိုအောက်မှာထားမယ်ဒီကိုကအပေါ်မှာနေမယ်ပေါ့နော်ဒီဘက်ချမ်းကနေနေမယ်ဘယ်ဘက်ကဘယ်ဘုံမလို့ဘယ်ဘက်ကနေစပြီးတော့အဲ တောက်တွေဆွဲရမှာမလို့ဒီဘဲဘဲချမ်းကနေစပြီးတော့ပဲဒီအကွက်လေးကွက်နဲ့စမယ်အကွက်လေးအပိုင်းအကွက်တစ်အကွက်နှစ်အကွက်သုံးအကွက်လေးနဲ့စမယ်ဆိုတော့မစခင်မှာဒီလုံကြီးကွင်းကို ဖြတ်ဖို့အတွက်ကမတော့မလဲဆိုတော့တင်အစားနှစ်တင်အစားနှစ်အဖြေကိုနံပါတ်1အကွက်မှာထားမယ်တင်အစားနှစ်က तू က43ရှိတဲ့အတွက်ကြောင့်43ကိုနှစ်နဲ့စားတော့ 21.5လက်မှာရတယ်ဒါကြောင့်မလို့အကွက်တက်မှာ21.5ကျွန်တော်အကွက်နှစ်မှာလဲဒီအကွက်နှစ်မှာလဲ21.5ထားမယ်ဆိုအကွက်၃မှာကြတော့သူကဘဲချမ်းမဲ့ဖုံဖုံညာချမ်းမဲ့ဖုံဖုံသူက၄လက်မှနှုတ်ရမယ်နှုတ်ရမယ်ဆိုတော့အကွက်၃မှာကြတော့ 21.5ကိုလေးလက်မှနှုတ်လိုက်တဲ့အခါကျတော့18.5ရတဲ့အကွက်3အကွက်4မှာ ਨੇ လေးလက်မှနှုတ်ရမယ်ဆိုတော့အာ21.5နဲ့ကနေပြီးတော့လေးလက်မှနှုတ်လိုက်တဲ့အခါမှာ18.5လက်မှရတယ်ဆိုတော့အားလုံးပေါင်းအကွက်1ကအကွက်1ရဲ့ အကွက်2ရဲ့အကွက်3ရဲ့အကွက်4ရဲ့ကိုပေါင်းမယ်ဆိုရင်အကွက်1က27.5အကွက်2ကလည်း27.5အကွက်3နဲ့အကွက်4က4လက်မစီနှုတ်တဲ့အတွက်ကြောင့်နှုတ်ကန်က7.5အကွက်3ကအကွက်3နဲ့အကွက်4က7.5ဒီရှိတော့စုစုပေါင်းလိုက်မယ်ဆိုလို့ရှိရင်အကွက်4ဝက်ကိုစုစုပေါင်းလိုက်မယ်ဆိုလို့ရှိရင်88လက်မရမယ်အဲ့တော့စုစုပေါင်း88လက်မအရှိကို ိုင်ပြီးတော့ဖြတ်မယ်เนาะဒါကဒီကိုလုံးပိုင်ရှင်ဒီကာ36တင်43ရှိတဲ့ပိုင်ရှင်ရဲ့ဒီအဲဖြတ်ရမယ်လုံကြီးတကွင်းတန်ဖိုးပေါ့နော်68လောက်မှရှိတယ်လို့မှတ်မယ်နော်ဆိုတော့အပိုင်း3ပိုင်းကွင်းမယ်တပွဲ1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 165 156 167 168 169 170 171 172 173 174 175 176 177 178 179 120 3 4ဒီဆိုတော့ဒီပေါ်ကနေပြီးတော့ဟိုအောက်ကိုဖြတ်မယ်88လောက်မှစုစုပေါင်းစုစုပေါင်းဟိုထိတ်တာနေပြီးတော့ဒီဘက်ထီအောင်88လောက်မှဟိုတေချာတိုင်းပြီးတော့ဖြတ်မယ်ဒါလုံးကြီးတကွင်းတံပိုးပေါ့နော်ဆိုတော့အပိုင်းညက်ပြီးွားပြီနောက်တစ်ပိုင်းလာမယ်